ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထိုင်းဝိုင်း Fighter ကြီးစံမေကိုအမှတ်နဲ့ရှုံးနေခဲ့ရတယ်မြန်မာကိုစားပြု Fighter လေးသွေးလင်းထက်အကြောင်းအရာကိုတင်ဆက်ပေးပါဖြစ်ပါတယ်ပရိသတ်တွေအားလုံးစောင့်ကြည့်နေကြတဲ့သွေးလင်းထက်နဲ့ထိုင်း Fighter စံမေတို့ရဲ့ပွဲကတော့မနေ့ကပြီးဆုံးသွားခဲ့ပါပြီအဆိုပါပွဲကို1 Championship က1 Friday Fight 126ပြိုင်ပွဲဆိုတဲ့ခေါင်းစဉ်အောက်ကနေကျင်းပခဲ့တာဖြစ်ပါတယ် ပြည်သက်တွေလိုချင်တဲ့ရလဒ်တစ်ခုတော့ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။သွေးလင်းထန်တဲ့ဆန်မီတို့ရဲ့ပွဲကတကယ်ကိုလည်းကြည့်လို့ကောင်းနေပါလေ။သွေးလင်းထန်ထိုင်းဖိုင်တာဆန်မီကိုပထမအချိန်မှာပဲအကွာအဝေးတစ်ခုကနေထိန်းသိမ်းစားပါတယ်။ပထမအချိန်မှာဆန်မီကသွေးလင်းထက်ကိုခြေကန်ချက်တွေလက်သီးထိုးချက်တွေနဲ့စပြီးတော့မှထိုးတတ်ပါတယ်။ဒုတိယအချိန်မှာတော့သွေးလင်းထက်ရဲ့အချိန်ပြန်ပြီးပြောလို့ရပါတယ်။ဒုတိယအချိန်မှာသွေးလင်းထက်ရဲ့ပတ်တရောင်းကြောင့်ဆန်မီကမှောက်သွားပြီးအမှတ်စင်အောင်ရေခံခဲ့ရတာပါ။ ။ဒါပေမဲ့သွေးလင်းထက်ကပွဲကိုအပြတ်ပြတ်နိုင်ခဲ့ခြင်းတော့မရှိပါဘူး။လင်းထက်နေနဲ့ဆန်မေရဲ့လက်သီးထိုးချက်ဒီ body shot တွေကိုတောက်လျှောက်ခံနေခဲ့ရပြီးဒုတိယအချိန်မှာပြီးကနေမှာတော်တော်လေးကိုရုံးကန်ခဲ့ရပါတယ်။တို့ပေမဲ့ဒုတိယအချိန်ပြီးတဲ့ခေါင်းလောင်းထိုးလိုက်တဲ့အချိန်မှာတော့သွေးလင်းထက်အတွက်နည်းနည်းလေးကျွန်တော်တို့စိတ်သက်သာရရခဲ့ပါလိမ့်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ fighter လေးကဒုတိယအချိန်မှာ knock down ကြောင့်ထိုးထားပြီးပြီဖြစ်ပါလိမ့်။ဒါကြောင့်မလို့နောက်တစ်ချိန်မှာသွဲခေါ်ပြီးကစားနိုင်ရင်သွေးလင်းထက်ကဒီပွဲမှာကျင်းသိနိုင်ပါပြီ။ ။ဒါပေမဲ့သွေးနှင်းထက်ကတော့တတိယအချီမှာပြန်ပြီးနော်တောင်းကြောင်ထိုးခံလိုက်ရပါတယ်။ဘလို့ထိုးခံရတယ်ဆိုတော့သွေးနှင်းထက်ကတတိယအချီမှာပွဲဖြတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဆမ်မီရဲ့ကောင်တာလက်သီးထိပြီးသွေးနှင်းထက်ကကြာသွားခဲ့တာပါ။ပြောက်တဲ့အမှတ်စဉ်ကြီးခံလာရပြီဖြစ်တဲ့အတွက်ကြောင့်ပွဲကလုံးဝကိုနှက်ထနိုင်မယ်လို့ပြောလို့မရတော့ပါဘူး။ ။ဒါကြောင့်လဲဆိုတော့သွေးလင်းထက်ကပက်ဒရောင်နဲ့စမ်မီကိုနော်ဒေါင်းကြောင့်လှူထားနိုင်ခဲ့သည့်တိုင်ဒုတိယအချီပြီးကနေမှလဲတောက်လျှောက်သူပဲခံနေခဲ့ရတာပါ။တတိယအချီမှာဆိုလဲတချီလုံးနီးပါးကိုသူကပဲခံခဲ့ရတာပါ။ပထမအချီကလဲမတိတ်မရင်လေးဖြစ်နေတဲ့အတွက်ကြောင့်မို့ One Championship က Time Fighter ကိုပဲအနိုင်ပေးလိုက်တာပါ။ဒီအနိုင်ရလက်ကိုတော့ကျွန်တော်တို့ကခေါင်းကောင်းကြီးလက်ခံရပါလေ။ဒါကြောင့်လဲဆိုတော့သွေးလင်းထက်အနေနဲ့ဒီဘက်မှာ Time Fighter Sammy ကိုရှင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ါပေမဲ့သွေးလင်းထက်ကိုချီးကျူးစရာတွေလည်းအများကြီးရှိလို့နေပါသေးတယ်။ဘာကြောင့်လဲဆိုတော့သွေးလင်းထက်ရဲ့ပတ်တောင်ကြောင့်ဆံမေကမှောက်သွားခဲ့တာပါ။တကယ်ကိုသွေးလင်းထက်ရဲ့ပတ်တောင်ကကြောက်စရာအကောင်းဆုံးနေတဲ့ကတစ်ခုဖြစ်လာနေပါပြီ။ Time Fighter ကြီးဓာတ်ထဲမှာသွေးလင်းထက်ရဲ့ပတ်တောင်ကလည်းတကယ်ကိုခိုးလေးတကြောကြောဖြစ်လို့နေတာပါ။ဘာကြောင့်လဲဆိုတော့သွေးလင်းထက်ရဲ့ပတ်တောင်ကိုမိတဲ့ Fighter တိုင်းကလည်းနော်တော့ကြတဲ့ Fighter တွေကြီးပါပဲ။ကြောက်စရာအကောင်းဆုံးနဲ့စွမ်းဆောင်ရည်ကိုသွေးလင်းထက်ကချပြနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်သွေးနှင်းထားလက်ရှိမှာအသက်22နှစ်အရွယ်ပဲရှိသေးတဲ့လူငယ်တက်လူဖိုက်တာလေးဖြစ်ပါတယ်။အကောင်းဆုံးကြိုးစားရင်ဒီတမ်ကဆွမ်းဆောင်ရင်ကောင်းနေရပြီးပြန်ပြီးတော့အကောင်းဆုံး1 championship ဒေါ်လာ3သိန်းနဲ့စားလို့လမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိလာမှာပါ။ promotion ဘက်ကလည်းသွေးနှင်းထက်ကိုတဖြည်းဖြည်းနဲ့စင်တင်လာမှာဖြစ်ပါတယ်။သွေးလင်းထက်အနေနဲ့လက်ရှိမှာတော့ဒေါ်လာ3သိန်းနဲ့စာချုပ်ရရှိမဲ့အခွင့်အရေးတစ်ခုကိုလက်လွတ်ခဲ့ရပါတယ်။ဆမ်မီကတော့မွေထိုင်းမှာလေသူကအကောင်းဆုံးဖိုက်တာတွေထဲကတစ်ယောက် က်လူဖိုက်တာတွေကိုနှစ်ဖူးတောက်ပြနေတဲ့ဖိုက်တာတယောက်ဆိုတော့ဒီပွဲမှာလည်းတက်တည်ထူသွားခဲ့ပြန်ပါပြီ။သွေးလင်းထက်အင်းနဲ့ဒီပွဲမှာတက်လုံကလည်းအရင်ကြီးကောင်းလို့မနေပါဘူး။အားကြောင့်လဲဆိုတော့သွေးလင်းထက်အင်းနဲ့ပွဲထူရတာဘလောက်မှမကြဘဲနဲ့ပွဲထူရတဲ့ပြည်ချင်းကြောင့်ပွဲပန်းနေလာလားဒါမှမဟုတ်တခုခုဝိတ်ထတာလို့များခြေတက်ဆုံးရှုံးမှုတွေဖြစ်နေလာလားစသဖြင့်ပုံစံမျိုးစုံနဲ့မှတ်ချက်ပေးလို့ရပါတယ်။သွေးလင်းထက်ရဲ့ဒီပွဲအရင်ပွဲတွေမှာထိုးတက်ခဲ့တဲ့သွေးလင်းထက်ပုံစံမျိုးမဟုတ်တာတော့ကျင်းသေးပါတယ်။ဒါကလည်းတစ်ဖက်ပြိုင်မဲ့ဖိုက်တာက လုံးဝသဘာရှင်းတဲ့ဝမ်းချမ်းမြေရှေ့သုံးတကွန်ချန်ပီယံဟောင်းတယောက်ဖြစ်နေလို့နေမှာပါ။ဘာပဲဖြစ်ဖြစ်သွေးလင်းထက်အတွက်တလန်းကြီးအများကြီးရှိပါသေးတယ်။လက်ရှိမှာသွေးနှင်းထက်အနေနဲ့ recovery ပြေဝအောင်ကောင်းကောင်းနိုင်ပြီးနောက်ထပ်3လလောက်နေမှာပွဲလက်ခံတာပိုကောင်းမယ်လို့အမြင်ယူဆမိပါတယ်ခင်ဗျာ။နောက်ပွဲမှာသွေးနှင်းထက်အနေနဲ့အကောင်းဆုံးပြန်လာနိုင်ပါစေလို့ဆန္ဒပြုပါတယ်။သွေးနှင်းထက်ကတော့သူ့အနေနဲ့ social media ကနေ နောက်ပွဲဒီမှာသူ့အနေနဲ့အကောင်းဆုံးပြန်လဲစူးစမ်းသွားမယ်ပရိသတ်တွေကိုအရှုံးရလက်ယူဆောင်လာနိုင်ခဲ့တဲ့အတွက်တကယ်ကိုဝမ်းနည်းမိပါတယ်ဆိုပြီးတော့မှတောင်းမန်စကားကြီးလဲဆိုသွားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်သွေးလင်းထက်ကလက်ရှိမှာတန်း22နှစ်သာရှိသေးတဲ့လူငယ်ဖိုက်တာလေးဖြစ်ပါတယ်။တလန်းတွေကလည်းအများကြီးရှိနေသေးတဲ့အတွက်ကြောင့်မလို့အကောင်းဆုံးပြန်လာနိုင်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာ။သွေးလင်းထက်အနေနဲ့လည်းလာမယ့်ပွဲတွေမှာအကောင်းဆုံးနိုင်မယ့်တွေပြန်လဲရရှိပြီးဒေါ်လာတစ်သိန်းနဲ့စာချုပ်လမ်းကြောင်းကိုပြန်လဲရောက်ရှိလာပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ ပိတ်သက်ဒီနေနဲ့ရော Twinning ထက်နဲ့ Sammy တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးဘယ်လိုထင်မျိုးစမိပါလဲ။မိမိတို့ရဲ့ထင်မျိုးစချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့ Outside လောကကနောက်ဆုံးအစည်းအဝေးကလေးကောင်းတယ်။အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လို့တွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာရဲ့ passion ကောင်းတဲ့ဒီလေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။